နေ့ကထိုးတက်ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်တော့အမ်ဝီကအမှတ်နဲ့ရှုံးနေသွားပြီးတော့တွင်းတင်းထက်ကအမှတ်နဲ့နိုင်ရခဲ့ရဖြစ်ပါအားလုံးဝမင်္ဂလာပါဗျ။မာရှယ်မင်းရဲ့မြန်မာအနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါမနေ့ကပွဲမှာဆိုလို့ရှိရင်တော့တွင်းတင်းထက်ကတော့အမှတ်နဲ့နိုင်နေအမ်ဝီကတော့အမှတ်နဲ့ရှုံးသွားရပေါ့နော်ဒီပွဲမှာဆိုလို့ရှိရင်ကစားသမားနှစ်ယောက်အနေနဲ့ဘာတွေလိုအပ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါကျွန်တော်အမြင်ရတော့အမ်ဝီနဲ့ပွဲမှာဆိုလို့ရှိရင်ဒါအမ်ဝီအနေနဲ့တော်တော်လေးကောင်းမွန်တဲ့လက်စွမ်းကို ပြနိုင်ခဲ့တယ် ဒါပေမဲ့တချို့နေရာလေးတွေမှာလည်းလိုအပ်ချက်တွေရှိနေသေးတာကိုတော့တွေ့ရတယ်ပေါ့နော်အဓိကအားဖြင့်ပထမအချက်အနေနဲ့ဆိုလို့ရှိရင်အမှုအနေနဲ့ကတ်သွားပြီးပူးသွားတဲ့အချိန်မှာဆိုလို့ရှိရင်ဒီတထောင်ရိုက်ချက်အပိုင်းပေါ့နော်အမှုကပြောရရင်တထောင်ရိုက်တာညံ့နေကစားသမားတယောက်မဟုတ်ဘူးသူတစ်ချက်တစ်ချက်ထွက်တဲ့တထောင်တွေကပြိုင်ဘက်တွေကိုလုံးဝရှိန်သွားစေလောက်တဲ့အနေအထားမျိုးရှိတယ် ဒါပေမဲ့ပြိုင်မဲ့နဲ့လုံးဝတိတိဆိုင်ဆိုင်စိုင်ပြီးတော့ရိုက်တယ်ဆိုလို့ရှင်တော့တိတ်အလုံးမဖြုတ်ဘူးပေါ့နော်ဒီအတွက်ကြောင့်မလို့အဲမွေနေနဲ့တောက်ပိုင်းကျလို့ရှင်တထောင်ရိုက်တဲ့ range ထဲကိုဝင်သွားတယ်ဆိုလို့ရှင်ပူတာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်တန်းပြီးတော့ပြန်ခွာပြီးတော့လက်သီး range အတွင်းမှာပဲကစားတာမျိုးပဲဖြစ်ဖြစ်လှုပ်တင်တယ်လို့တော့မြင်တယ်ပေါ့နော်ဒီဘွဲမှာဆိုလို့ရှင်တချို့နေရာလေးမှာဆိုလို့ရှင်အဲမွေအနေနဲ့တထောင်ရိုက်တဲ့ range အတွင်းမှာနေနေတာနည်းနည်းလေးများတယ်လို့တော့ကျွန်တော်အနေနဲ့မြင်တယ်ပြီးတော့အဲမွေအနေနဲ့ ဖူးဝပိုင်းကိုနည်းနည်းလေးပြန်ပြီးတော့ပြင်ဆင်ဖို့လိုအပ်တယ်လို့တော့ကျွန်တော်တော့မြင်တယ်။အဲမွေရဲ့ထိုးတက်တဲ့ပုံစံကပြန်ပြိုင်ဘက်ကိုတောက်လျှောက်ဟိုလိုက်ပြီးတော့ရှေ့တက်သွားတယ်။တက်သွားတဲ့အချိန်မှာပြိုင်ဘက်ကသူ့ကိုတစ်ချက်နှစ်ချက်ထိုးဝင်တော့မှပြဿနာမရှိဘူး။အေးထိုးချက်ကိုလုံးဝခံလိုက်ပြီးတော့မှသူ့ရဲ့ဒီဘယ်ဖြောင်းလက်တီကထွက်လာတာဖြစ်ပါတယ်။ဒီအဟာဘက်ကော်တန်ကိုလည်းသူ့ရဲ့ဘယ်ဖြောင်းလက်တီတွေကတော်တော်လေးထိရယ်။ဒါပေမဲ့ထိရဲ့အချိန်ကြီးအတွက်ကနှဲပါတယ်။ ဘာလို့လဲဆိုတော့ဂျပန်ဖိုင်တာကြီးတော်တော်များများကနောက်ဆုတ်တယ်ဆိုလို့ရှိရင်သူတို့ကဒီမြင်းကြောင်တစ်ကြောင်းထဲပေါ်မှာနောက်ကိုလုံးဝဒဲဆုတ်သွားပါဘူးနော်။ဒါပေမဲ့အားဘက်ကော်ထန်ကကျတော့နီးစနစ်ကောင်းတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ပြောရမယ်ဆိုရင်များအဲမွေကဒီ direction တစ်ခုတက်လာရဲဆိုရင်သူ့အနေနဲ့ဒဲဆုတ်တာမဟုတ်ဘဲနဲ့ white လက်သေးရေထိုးပြီးတော့ဘေးတွေထွက်သွားအေးချင်ကြလို့ရှိရင်အဲမွေရဲ့တိုက်စစ်ကအချိန်ပြန်ညော့သွားတယ်ပြီးရင်ဒီပုံစံအတိုင်းပဲပြန်ပြီးတော့တိုက်စစ်လိုက်ဆင်ရတယ် အဲ့အတွက်ကြောင့်မလို့ပြောရအမ်ဝီကထိကျက်နေပို့ပြီးတော့ခံပြီးတော့တိုက်စစ်ကောင်းကောင်းမဖွင့်နိုင်ဒီအတွက်ကြောင့်မလို့အမ်ဝီအနေနဲ့ကိုကဒီ direction တစ်ခုကိုလိုက်သွားတယ်ဆိုပေမဲ့ပြိုင်ဘက်ကဘေးထွက်သွားတယ်ဆိုရင်ရောဘယ်လိုမျိုးဆက်ပြီးတော့လိုက်မှလဲဆိုတဲ့ဒီ forward ဘိုင်းလေးတွေလေ့ကျင့်နိုင်တော့ပို့ပြီးတော့မိုက်မယ်လို့တော့ကျွန်တော်အနေနဲ့ထင်ပါတယ်အမ်ဝီကဒီပွဲမှာဆိုလို့ရှိရင် body concept တွေ logic တွေတော်တော်လေးကောင်းလာတယ်ပြီးတော့ return လည်းတော်တော်လေးမိလာတာကိုတွေ့ရပါတယ် ရှုံးနေဆိုတာကလည်းအဓိကအားဖြင့်ပြိုင်မက်ကတော်တော်လေးလဲပညာကောင်းတဲ့ကစားသမားဖြစ်တာရောပညာလဲစုံနေပြီးတော့မာကုံလဲမြင့်နေအတွက်ကြောင့်မလို့အဲမွေနေနဲ့ရှုံးနေကြတာဖြစ်ပါဒါပေမဲ့ကျွန်တော်ဆောင်းနာပြောသလိုမျိုးပဲအခွားဝေးထိန်းပြီးတော့ကစားတဲ့ကစားသမားတွေနဲ့တွေ့တယ်ပြီးတော့နောက်ဆုတ်ပြီးတော့ရှောင်းတဲ့ကစားသမားတွေနဲ့တွေ့တယ်ဆိုလို့ရှိရင်အဲမွေအနေနဲ့ကဘယ်လိုမျိုးချောင်းပိတ်ပြီးတော့ဖူဝော့တုံးပြီးတော့ထိုးမလဲဆိုတာမျိုးကိုနည်းနည်းကြိုပြီးတော့စဉ်းစားလာရတော့မယ်လို့တော့ကျွန်တော်အနေနဲ့မြင်ပါ ။ဘာလို့လဲဆိုတော့ဟိုဂျပန်ဖိုင်တာတွေကတော့ပြောရရင်သူတို့ကိုစိုင်ထိုးတယ်ဆိုရင်ပြန်စိုင်ထိုးတယ်ဆိုပေမဲ့အခုလိုမျိုးဒီနီစနစ်သုံးပြီးတော့ရှောင်ပြီးပတ်ထိုးတဲ့ကစားသမားတွေနဲ့တွေ့လို့ရှိရင်အမွေရဲ့တိုက်စစ်ကထင်သလောက်အလုံးမဖြစ်တော့ဘဲနဲ့ waste ဖြစ်သွားတာနေနဲ့များပါတယ်။ဒီအတွက်ကြောင့်မလို့ဒီဘိုင်းကိုပြန်ပြီးတော့အဓိကပြင်ဆင်ရမယ်လို့ထင်ပါတယ်။နောက်ထပ်တစ်ယောက်ကတော့ Twin Link ထပ်။ Twin Link နဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကပြောချင်တဲ့ချက်ကတော့ Twin Link ထပ်ရဲ့ပေါ်ရီပဲ။ကျွန်တော်အနေနဲ့ Twin Link ထပ်ကမျက်နှာကိုဘလောက်ထိုးထိုး ဘယ်လောက်ကြီးကြာသွားမယ်ကစားသမားမဟုတ်ဘူးဆိုတော့သိပြီးသားပဲဒါပေမဲ့တွင်းနှင်းထိုက်ရဲ့ body ခန္ဓာကြီးကကျွန်တော်ထင်တာကလည်းနည်းနည်းပိုပြီးတော့နည်းတယ်လို့တော့ကျွန်တော်အနေနဲ့မြင်မှာတတိယအချိန်မှာဆိုရင်တော်တော်များများကဒီတွင်းနှင်းထက်ကလက်ချတာလို့ဆိုပြီးတော့ပြောကြရပါတော့ဒါပေမဲ့ကျွန်တော်အထင်တော့သူကသူ့ body ကိုထိမှာကိုလန့်နေရမှာဘာလို့လဲဆိုတော့ပထမ ပထမအချီရေမှာတော့ပြိုင်ဘက်ကလည်းတိတ်ပြီးတော့ဘောလုံးကိုမထိုးဘူး။တတိယအချီတော့ရောက်မှာပြိုင်ဘက်ရဲ့ဒူးရေပြီးတော့ပြိုင်ဘက်ရဲ့လက်သီးဖြောင်းလန့်သီးတွေကဘောလုံးကိုဝင်သွားတဲ့အချိန်မှာတွင်းလင်းထက်တော်တော်လေးမျက်နှာပြတ်သွားတယ်။ပြတ်သွားပြီးတော့နောက်ပိုင်းနေမှာလည်းသူ့ကိုပြိုင်ဘက်ဝင်လာတော့မဲ့အချိန်တိုင်းမှာသူ့ကဘောလုံးကိုအဓိကထားပြီးပဲကပါတယ်။ပြောရရင်မှခေါင်းကိုလုံးဝအလွတ်ပေးလိုက်တယ်။အလွတ်ပေးလိုက်ပြီးတော့ဘောလုံးကိုပဲမထီအောင်လို့လက်နဲ့တန်းနိုင်တယ်များကာထားရယ်ပေါ့နော်။ထီရယ်ဆိုရင်တော့မှပဲ damage နေအောင်လို့ကာထားတာကိုဟိုအဲ့လိုမျိုးကျွန်တော်အနေနဲ့ခံစားမိပါတယ်။ ဒီတော့ကြောင့်မလို့တူရင်းထအနေနဲ့နောက်ပိုင်းကျလို့ရှင်ပေါ်ရီခန္ဓာရေပိုင်းကိုပို့ပြီးတော့ပြင်ဆင်လာရမယ်လို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ်။ကျွန်တော်အနေနဲ့ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်ဝေဖန်တာမျိုးတော့လည်းမဟုတ်ဘူး။ဒါပေမဲ့အဲမွေရဲ့ခန္ဓာကိုယ်အနေထားကြိုက်ဟိုင်မှုပိုင်းကိုကြည့်ရတာတွေးလင်းထထက်စားလို့ရှင်အများကြီးတာလုံးတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်။ပြောရရင်များဒီဒီကျွန်တော်ဝမ်းမိုက်ကြွတာပိုင်းနေပြီးလို့ရှင်ခန္ဓာကိုယ်ကြက်လက်မှုပိုင်းနေမှာအဲမွေကပို့ပို့ပြီးတော့ကောင်းလာတယ်လို့တော့ကျွန်တော်အနေနဲ့မြင်တယ်။ တွင်းလင်းထက်ကဒီပွဲမှာနည်းလေးပြန်ပြီးတော့ရှေ့က Rocky D နဲ့ပွဲထက်စားလို့ရှိရင်နည်းနည်းလေးပြန်ရော့သွားတယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်ပေါ့နော်ဒီ body ဘိုင်းတွေလေးကျင်းမှုဘိုင်းတွေကိုနည်းနည်းပို့ပြီးတော့အားဆိုင်ဖို့တော့လုံမယ်လို့ထင်တယ်မဟုတ်လို့ရှိရင်နောက်ပွဲတွေကြာလို့ရှိရင် body ကိုဆက်ပြီးတော့အထိုးခံရတယ်ဆိုလို့ရှိရင်ဒီလိုမျိုးကစားကွက်ကနည်းနည်းလေးဟိုပျောက်ချင်တဲ့ပုံစံမျိုးဖြစ်သွားပြီးတော့ဒီ body ကိုခယူးဆိုင်နေရလို့ရှိရင်ရှုံးနေနိုင်ကြီးပေါ်လာနိုင်တယ်လို့တော့ကျွန်တော်အရောမြင် ကျန်တဲ့အပိုင်းဒီမှာဆိုတော့အဓိကအဖြစ်ဒီလက်နီးတိကျမှုအပိုင်းနေပြီးတော့အကွာအဝေးထိန်းတဲ့အပိုင်းဒီမှာဆိုလို့ရှိရင်နည်းနည်းလေးပို့ပြီးတော့တိုးတက်လာစေချင်တာပါ။ဘာလို့လဲဆိုတော့ဒီပွဲမှာဆိုလို့ရှိရင်များသွေးနဲ့ထပါဝါနဲ့ထိုးတဲ့လက်သီးတော့များတယ်။ဒါပေမဲ့လက်သီးအလွေအလွင့်နေနဲ့တော်တော်လေးများပါတယ်။ဒီတွဲကြောင့်မလို့နောက်ပိုင်းချလို့ရှိရင်ဟိုပါဝါကြီးနဲ့ပဲအပြည့်ထိုးတာမဟုတ်ပဲနဲ့ပေါ့နော်ဥမာကြက်ထောက်နေဆိုလို့ရှိရင်လည်းရှေ့တစ်ချက်နှစ်ချက်လောက်ကိုနည်းနည်းလေးကြီးပါဝါလျှော့ပြီးတော့ပြိုင်ဘက်ရဲ့လှုပ်ရှားမှုကိုခံမှန်း ိုင်လောက်တဲ့အနေအထားမျိုးပြောရောင်ပြတဲ့ပုံစံမျိုးထောက်ပြီးတော့မှကျွန်တော်နောက်ပိုင်းခြာပါဝါတွဲလုံးနေနဲ့အဲ့လိုမျိုးမျှပြီးတော့သုံးနေဆိုရင်သူ့ရဲ့ထိချက်တွေကပိုပြီးတော့ကောင်းလာလိမ့်မယ်လို့မြင်ပါတယ်။အဲဝင်ဆိုလို့ရှိရင်သူပြိုင်ဘက်ကိုကစားတိုင်းမှာဘယ်ကြီးပဲဝင်ထိုးတာမျိုးမရှိဘူးဘယ်ဖြောက်မထိုးညာဖြောက်နဲ့အရင်ဆုံးအကွာအဝေးချိန်တာကိုကျွန်တော်နည်းနည်းသတိထားမိရပါတယ်။ ဘယ်လိုပုံစံမျိုးလဲဆိုတော့အဲမွေကအပြိုင်မက်နောက်ကိုလိုက်ပြီးဆိုလို့ရှိရင်ရှေ့ကိုတက်သွားတယ်တက်သွားပြီးလို့ရှိရင်ညာကိုတော့ထောက်လိုက်ပါဒါပေမဲ့ညာထောက်တယ်ဆိုတာအရင်ပါဝါထည့်ရမျိုးလည်းမဟုတ်ဘူးဒါပေမဲ့ညာကနည်းနည်းထောက်လိုက်ပြီးတော့မှဘဲကိုပါဝါနဲ့လွှတ်တာတွင်းလင်းတက်ခါကျတော့လန်တီတိုင်းကိုပါဝါအပြည့်နဲ့လွှတ်တဲ့အချိန်မှာပြိုင်မက်ကလည်းဒီဖိုင်တာဒီလိုမျိုးပုံစံမျိုးထိုးမယ်ဆိုတာနည်းနည်းသိပြီးသားဖြစ်နေပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာဆိုရင်လက်သီးချက်တွေကလွဲကုန်တာဖြစ်ပါဒါပေမဲ့တွင်းလင်းတက်ထိရဆိုရင်လည်းပါဝါအပြည့်နဲ့ထိရလက်သီးရနဲ့အများကြီးရှိပါ တွင်းလင်းထအနေနဲ့ကဟိုဒီလက်သည့်အလုံးတိုင်းတိုက်ခိုက်မှုတိုင်းကိုပါဝါအပြည့်နဲ့လွတ်တဲ့အချိန်မှာဒီထိရောက်မှုပိုင်းအားနည်းလာလို့တော့ကျွန်တော်အနေနဲ့မြင်ပါဒီတော့ကြောင့်မလို့တွင်းလင်းထနောက်ပိုင်းကျလို့ရှိရင်နည်းနည်းလေးတချို့လက်သည့်တွေကိုအရောင်ပြားလောက်ပဲတုံးပြီးတော့တကယ်ပါဝါလက်သည့်တွေကိုဖွက်ထားတာမျိုးလှုပ်ပြီးတော့မှထိထိရောက်ရောက်တိုက်ခိုက်တယ်ဆိုရင်အများကြီးတိုးတက်လာမယ်လို့မြင်ပါအဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျနိုင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ် ဘယ်ရဲ့မာကွန်ကဘလိုမျိုးလဲဒီလိုမျိုးဆိုင်ငယ်နောက်ကစွဲပြထားပြီးသဲရဲ့ရှိုးရှုပ်သားခိုင်ခံ့မှုတွေတိုက်ပေါ်ကပြစ်ချပြီးသဲရဲ့မာကျော်ချစ်လက်မှုတွေတန်တုံနဲ့အထက်ထက်အခါခါရိုက်ပြပြီးသဲရဲ့ချစ်လက်မှုတွေကသဲရဲ့မာကုံတွေပါပဲစိတ်ကြိုက်ထူစိတ်ကြိုက်ကံအမြဲမာကျော်ချစ်လက်တဲ့သဲရဲ့အည်သွေးရတော့ဖိုက်တာတွေအတွက်လက်ဖြားခါဆရာလောက်ပါပဲဒီလိုမျိုးသဲရဲ့မာကုံပိုင်းစံခံမှုတွေ ကော်လာဒီပိုင်တရားခိုင်နှုန်းအာမခံမှုတွေအပြည့်ရှိတဲ့သဲ့မျိုးပန်းဆန်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ပြည်တွေမှာဆက်သွယ်မှောက်လို့ရပါပြီခင်ဗျာ